15ရက်6လ2025မှသည်15ရက်9လ2025ကြာသာပရိသတ်သမီးနဲ့ပတ်သက်တဲ့တက်လာတကန်ကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါဗျာ။ဆရာကြီးမြန်မာပြည်ပါရွှေညမီမိသားစုမှအကျိုးတူပါတယ်ဗျာ။ဒီနေ့15ရက်6လ2025မှသည်15ရက် ခုနှစ်လ2025ဇာတာပရိသသမိနဲ့ပတ်သက်တဲ့တလတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဇာတာပရိသသမိတာဒီဘက်အိုးအိမ်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတာဝတ္တရနိုင်ငံပြုခင်ဗျအစဉ်ပြေးလားဆိုပြေးတယ်တကယ်ပြေးတယ်လားဆိုလည်းမပြေဘူးစိတ်နဲ့လူနဲ့မှာစိတ်ကမြန်းနေတော့အိုးအိမ်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာစိတ်တမ်းမကြတတ်တော့တွေးသည်မရသူတွေးသည်မရလူနဲ့လှုပ်သည်မရကိုင်းနဲ့မှာစိတ်တမ်းမကြဘဲနဲ့တွေးသည်မရလူနဲ့ရံဖြစ်တယ်လို့စကားပြောနေရတယ်စိတ်ထဲမှာအအောင်နောက်တယ်ပေါ့ဗျာအဲ့လိုမျိုးကြုံတွေ့နေရကြတယ် ဒါကြောင့်အိုးရလိုကနေပတ်သက်တဲ့အစီအမေပြရတဲ့เนาะအိမ်ဆောက်ခြင်းတဲ့လူအလူလှုပ်ခြင်းတဲ့လူအလောက်ကနေပတ်သက်တဲ့ကိစ္စအစီအမေပြရတဲ့ကြာသာပတိအာသမီအားလုံးဟာဒီလအတွင်းမှာတော့တောက်ကြမြောက်ရကိုလှဲ့ခမရတေးပင်ရတေးရကလေးဆို20နှစ်တည်းရဲ့အကြီးလေးပါလေးစေးစေးပြီးလို့ရှိရင်ခုပြီးတော့စေးစေးပြီးရင်ကြွကြွထက်ထက်အိမ်မှာချိတ်တာချိတ်ပြီးမနေကြီးရင်မနေကြီးလင်းရင်တောက်ကြမြောက်ရပဲကိုလှဲ့ပြီးတော့အဲ့ဒီမလာကာရွက်ကလေးတွေ ်တက်ပင်ရသေးရွက်ကလေးတွေအသေးရကတော့20နှစ်တည်းရပြမလာကရွက်ကတော့အကြိုက်ရင်တော့လှုပ်လို့ရတယ်ဒါပေမဲ့အားနေနေနေတယ်အသေးပင်ရသေးရွက်20နှစ်တည်းရကိုခမရအဲ့ထည့်ထားတယ်အထုပ်ကလေးကိုလွှဲလွှဲပြီးမှဆူတော့အတင်သေးရွက်ကလေးကျွန်တော်လုတ်ကဲမကောင်းဘူးပြအလုတ်ကန်ကောင်းခြင်းနဲ့အိမ်မှာသားလေးကလုတ်ခေါ်တာမလာသေးဘူးလာမဖြစ်မှာချွေးမလေးကနိုင်ငံခြားသွားဖို့စီတင်နေလို့နဲ့အဲ့ဒီခွန်လိုက်နေပုံမဖြစ်မှာမိမအီဆောက်ခြင်းနဲ့နော်အလားအာမိလေးကိုခမရအလူလုတ်ချင်တယ်ဗျာအဲ့လူလေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေနိုင်အောင် ကျွန်တော်အိုးအိမ်လောက်ကနေပတ်သက်တဲ့အလူနဲ့ပတ်သက်တဲ့နိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စလေးအစဉ်ပြီးအောင်အတင်းတည့်ရရဲ့ကလေးကကိုကြီးဆောက်ရောက်တော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရကူလှည့်ပြီးမှခမလွှဲလွှဲပြီးဆူတောင်းမယ်ဆိုရင်ဆူတောင်းပြီးတဲ့အချိန်အားစပြီးတော့ကိုယ့်ရဲ့လောက်တွင်မှာခမအဲ့ပိတ်ဆုံးနေအိုးအိမ်လောက်ကညာအများဆုံးပွန်းလန်းသွားမှာဖြစ်ပါတယ်ဒါကြောင့်ဂျာတာပရိသတ်သမီးတွေကဒီလအတွင်းမှာတော့အိုးအိမ်လောက်ကအစင်မပြေလို့ရတော့ခမတောက်ကြမြောက်ရကူလှည့်ပြီးတဲ့ တည့်ရပင်ကတည့်ရရွဲ့20နှစ်တည့်ရထဲထားတဲ့အထုပ်ကလေးကိုလွှဲလွှဲပြီးမှတောက်ကြမြောက်ဘက်ကိုလွှဲပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့အိုးရင်လောက်ကမြအမြန်ဆုံးပွန်းလန်းသွားမှာဖြစ်ပါတယ်။မန်းနီငွေကြီးပေါ့ဗျာငွေကြီးနဲ့ပတ်သက်မှဒီအချိန်မှာခမရငွေကန်ကောင်းတဲ့အချိန်မျိုးရောက်နေတဲ့အချိန်ဖြစ်ပါတယ်။ကြာသာရီသားသမီးအားစိတ်ထဲမှာတကူကူလိုချင်မယ်ငွေကန်နေပိတ်နေရဆိုပြီးငွေကန်နေပတ်သက်လို့လိုချင်တဲ့ငွေအစုလိုက်ပြုံလိုက်ရတတ်ပြီးစိတ်နဲ့ပတ်သက်တဲ့ကိစ္စလိုချင်တတ်မဲ့စိတ်ကြောင့်ဆက်နဲ့ပတ်သက်တဲ့ပစ္စည်းအစ်စ် စိတ်ချမ်းသာပျော်ရွှင်တဲ့ကိစ္စတွေပေါ်ပေါက်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်ကြာသပိသားသမီးကဒီလအတွင်းမှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစင်းပြေးခြင်းတင်းနေလားအရှိအရာကိုလှည့်မာလာကာရွက်ကလေးမာလာကာရွက်ကတော့အရွက်ပေါင်းစုစုပေါင်း19ရက်19ရက်ကိုကျွတ်ကျွတ်ကလေးနဲ့ထည့်ထည့်ပြီးတော့တင်းနေလားအရှိအရာကိုလှည့်ပြီးမှလွှဲလွှဲပြီးမှဆူတောင်းမယ်ဆိုရင်ငွေကြီးနဲ့ပတ်သက်တဲ့မာမာချာချာတွေဖြစ်မယ်။ ငွေကြီးနဲ့ပတ်သက်တဲ့ခင်ဗျာကိစ္စတွေမှာအဆင်ပြေချုံးမိပြီးငွေကြီးများအစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်မယ်စိတ်ချမ်းသာပျော်ရွှင်မယ်ဆက်နဲ့ပတ်သက်တဲ့ပစ္စည်းများအသင်းများဝင်ရောက်လာမှာဖြစ်ပါတယ်။ဒါကြောင့်ငွေကြီးကြက်တဲ့ကြတဲ့ကြာသပတိသားသမီးအားလုံးကတနင်္လာအရှိရာကိုလှည့်ပြီးတော့မာကလာရွက်ကလေး19ရက်ကိုခင်ဗျာလွှဲလွှဲပြီးဆူတောင်းမယ်ဆိုရင်အင်းတို့မှာပိတ်ဆို့နေတဲ့ငွေကြီးများအပြည့်အရဇရာရှိသောကိစ္စများအမြန်ဆုံးပြေးလည်သွားမှာဖြစ်ပါတယ်ဗျာ။မိုးရင်သက်တာစိတ်နဲ့လူတွေမှာစိတ်ကမြန်နေတယ် စိတ်ကမြန်တဲ့တခုလှုပ်တဲ့ကိန်းနဲ့အကိစ္စမှာအဆင်မပြေသလိုခံစားရတယ်ပြောအဲ့လိုမျိုးဖြစ်နေတာပြည်တယ်စိတ်နဲ့လူနဲ့မကတ်တတ်ဘူးအဲကြောင့်ကိုပြောသမျှဆိုသမျှအရာအမြင်မကြည့်လို့ဖြစ်တဲ့အတွက်တယောက်နဲ့တယောက်အဆင်ပြေမှုအားနေတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်စိတ်ထဲမှာတခုခုလွဲချော်နေတဲ့ဖြစ်ရင်ဗုဒ္ဓတောင်းရကိုလှည့်တေးပြန်တေးရွဲ့20နဲ့တေးရွဲ့အဲ20နဲ့တေးရွဲ့ကိုအထုပ်ကလေးနဲ့ထုပ်ထုပ်ပြီးမှလွှဲလွှဲပြီးမှဆူတော့အတင်းတေးရွဲ့ကလေးကကျွန်တော်စိတ်တည်ညှင့်နေတယ် ကျွန်တော်ပတ်စံနေမရလို့စိတ်ညစ်တယ်အလုပ်ကမကောင်းလို့စိတ်ညစ်တယ်အရောင်းဝယ်မကောင်းလို့စိတ်ညစ်တယ်အာဇာတိသမီးပညာရေးကြောင့်စိတ်ညစ်တယ်အဖန်းစီတွေကြောက်လို့စိတ်ညစ်တယ်ဆက်ပစ္စည်းတွေဝင်ကြီးလို့စိတ်ညစ်တယ်ဈေးရောက်မကောင်းလို့စိတ်ညစ်တယ်ခင်ဗျာစိတ်ညစ်တဲ့အကြောင်းတွေအများဆုံးအဆင်ပြေပါကြအောင်လေးလေးနက်နက်ဆူတောင်းလိုက်မယ်ဆိုရင်တော့တင့်မှာတရရဲ့၂၀နှစ်အတွက်ပါတဲ့အထုပ်ကလေးကိုဗုဒ္ဓတောင်ရလွှဲပြီးဆူတောင်းရင်စိတ်ချမ်းသာပျော်ရွှင်မှုများဆူတောင်းပြီးတဲ့အချိန်အားစပြီးတော့မြန်ရင်၃ရက်နောက်ကြရင်တော့ 23ရက်အတွင်းအဆင်ပြေမှုဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရဗျာဒီချိန်မှာစိတ်လူတွေပျော်လားဆိုပြောပါတယ်တကယ်ပျော်လားဆိုတော့မပျော်ဘူးလူတွေတက်ပြက်နေတယ်ကိုကိုရင်ကိုမိသားစုကိုလုံငန်းတွေမှာမပျော်ဘူးအကမကိုရာဒီသားမဟုတ်တဲ့တခြားရာဒီသားမပျော်ဘူးအပြင်လက်ရက်လက်ထွက်တယ်မလို့ဘယ်နဲ့ငွေကြုံကြီးကြတယ်များပြီးပြဿနာဖြစ်တတ်ပါတယ်ဗျာကိုကိုရင်နေပါကိုမိသားစုနဲ့ကိုချစ်ချစ်နေပါကိုလုံငန်းမှာကြွမ်းကြံကျင်ကျင်နဲ့စိတ်ပါဝင်သွားတယ်လို့ရင်ငွေကြီးများ အဆင်ပြေချုံးမိမှာဖြစ်ပါတယ်မနှမဆွေးတော့မလောဘဲနဲ့ငွေတွေကုန်လို့အဆင်မပြေတာပြုပြူဒါကြောင့်ခင်ဗျလူယောက်ျားတွေဓာတ်ပြက်နေလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့ဆွေးရင်တင်းနှင်းလာအရှိရာကိုလှဲ့ခင်ဗျတင်းနှင်းလာအရှိရာကိုလှဲ့ပြီးတော့ပတ်သက်နေခိုင်းပြီးတော့ဆူတောင်းဓမ္မမုံခေပင်ကခေရွယ်ကလေးခေရွယ်ကလေးကစုစုပေါင်းခင်ဗျ29ညအရွက်ကလေး29ရက်ကိုကြွကြွကလေးနဲ့ထဲအထဲပြီးမှလွှဲလွှဲပြီးမှဆူတောင်းမယ်ဆိုရင်ပိတ်ဆိုနေတဲ့လူယောက်ျားများ ပိတ်ဆို့နေတဲ့ငွေကြေးများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ဒါကြောင့်ငွေကြေးနဲ့ပတ်သက်တဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ပိတ်ဆို့နေတဲ့လူတွေအဆင်ပြေခြင်းနဲ့ဆိုရင်တော့တနေ့လာအရှိရမှာခေညွန့်ခေရွက်ကလေးတွေဆို29ရက်ထည့်ထားတဲ့အထုပ်ကလေးကိုလွှဲလွှဲပြီးဆူတောင်းမယ်ဆိုရင်တော့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ပိတ်ဆို့နေတဲ့ဓာတ်ပြက်နေတဲ့ကိစ္စများအများဆုံးအဆင်ပြေသွားမှာဖြစ်ပါတယ်။ကိုကိုနဲ့တင်းနေဆက်တဲ့မင်းအုတ်ချုပ်တဲ့မင်းအုတ်ချုပ်တဲ့မင်းနေရာတဲ့ဒီချိန်မှာအဆင်ပြေသလိုအမြရာတွေနဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှုဟာလား အပြောင်းရွှေ့ရာထူးတွင်းနဲ့ပိုင်ဆိုင်မှုနော်ခီးစကားနဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှုအားကောင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာနော်အားကောင်းတယ်အားကောင်းတယ်လို့အားကောင်းနေတာငွေကြီးနဲ့စီမံခန့်ခွဲမှုလွယ်မားတွေကြောင့်မင်းနဲ့ပတ်သက်တဲ့ဓာတ်ပြချင်းအိုးရင်လောက်ကန်နဲ့ပတ်သက်တဲ့ကိစ္စမှာအမိတ်မနာခံခြင်းတွေအောင်မင်းတွေကဒဇဒဇတပြည်နဲ့တပြည်တက်လာတာမဟုတ်ဘူးနဲ့ကြလာတာဖြစ်ပါတယ်ဗျာချစ်ခင်မြန်နှုတ်မှုအားဒီချစ်ခင်မြန်နှုတ်မှုမရှိဘူးရှောင်ရှောင်နေလာတယ်ရှောင်ချောင်းနေပြီးမုံလာတယ်မုံလာတဲ့အစ်စ်နေထိရောက်လာ မင်းနေရာစီမံခွင့်မမှုအားတော့တော်နေတယ်ဗျအတော်နေတာဖြစ်တဲ့အတွက်မင်းနေဓာတ်ပြက်နေတာပါအဲ့ဓာတ်ပြက်နေတဲ့မင်းနေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစဉ်ပြေခြင်းနဲ့တော့ကျွန်တော်တို့ရန်တောက်ကြမြောက်ရကိုလက်လက်နေဓာမီလေးနဲ့ထိုးပြီးမှဆူတော့မောင်းနေတဲ့နေရာမှာလက်နေဓာမီလေးနဲ့ထိုးအဖေရမှာဆိုနေဖေရကိုမရှိတဲ့ဟိုဟိုဟောပေါ့လက်နေဓာနဲ့ဓာမီနဲ့ထိုးပြီးရောင်တော်ဖွင့်အေးရဖေရမှာဆိုလေဖေရရဲ့မျက်နှာတော်ကိုလက်နေနဲ့ဓာမီနဲ့ထိုးပြီးရောင်တော်ဖွင့်ပြီးတော့ တကူများတက်ပါတဲ့ကြောင်းလေးလေးစားစားဆူတောင်းပါဗျာကျွန်တော်တို့မင်းနေတက်ပြည့်နေတယ်ဝေကြီးနဲ့ပတ်သက်တာအဆင်မပြေဘူးအတော့မင်းနဲ့ပတ်သက်တဲ့ပြောဆိုရတာအဆင်မပြေဘူးပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမှာအခက်အခဲအတော့အရာအဖန်သီးအချုံတော်နေရှိတယ်အမေရနဲ့ပတ်သက်တဲ့ကိစ္စတွေလွဲမသွားအစီမံခံခွင့်မှုလွဲမတဲ့ကိစ္စတွေကြုံတွေ့နေရတယ်အဲ့ကိစ္စတွေဖြစ်နေပြီမင်းနဲ့ပတ်သက်တဲ့ဓာတ်ပြည့်နေတဲ့ကိစ္စတွေဓာတ်အမြန်ဆုံးတက်အောင်အဆင်ပြေအောင်ကုညီဆောက်ချောက်ပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရဖရတဆူရဲ့အနာအထီးတော် ို့မို့အိမ်မှာရှိတဲ့ဖျားကိုလက်နေဓာမီလေးနဲ့ထိုးပြီးမှရောင်းတော့ဖွင့်မယ်ဆိုရင်တင်းတော့မှပိတ်ဆိုနေတဲ့ကံမြအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့တကားအမှန်သွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရဘူးပြော။အဲကြောင့်သွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရတဲ့ပုဂ္ဂိုလ်အားလုံးတို့သည်ကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့တကားတွေအောင်မြင်ကြောကြားခြင်းတော့ခမကျွန်တော်တို့ရပြင်ဗုဒ္ဓတောင်ရကိုလည်းရေးလေးတောက်ပြီးမှသူတော်အတင်းရေးလေးရဲ့ အာကျွန်တော်တို့သွားတဲ့ခီးတွေအဆင်ပြေခြင်းနဲ့ပြောတဲ့စကားတွေအောင်မြင်ကြကြခြင်းနဲ့အကြောင်းသွားသောခီးများအန်ဒီရင်ပြီးချင်းပြောသောစကားအောင်မြင်အောင်ကုညီဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်းရကိုလည်းရေလေးတော့ဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဒီချိန်မှာအမှုခွင့်ပြဿနာတွေကခင်ဗျားအားကောင်းနေပြိုနေတတ်ဒီအားကောင်းပြီးတော့ပြီးတိုင်းနေအားမကောင်းဘူးအတိုင်းနေအားကောင်းတဲ့အခါမှာနေပြီးတော့အားမကောင်းဘူးနေပြီးတော့အားကောင်းတဲ့အခါမှာနေပြီးတော့အားကောင်းတဲ့အခါမှာတခြားတိုင်းနိုင်ငံတွေကအပုပ်ပုံပုံကောင်းပြီးတော့ ဖိနှိပ်ချုပ်ချစ်တတ်တဲ့ရှိတယ်မြင့်ရမှာနေရအောင်သွားတယ်မြင့်တဲ့လူကနေနေတဲ့လူကမြင့်တဲ့လူသွားရင် ပြဿနာမဟုတ်ဘူးမြင့်တဲ့လူကနေတဲ့လူသွားရင်ပြဿနာဖြစ်တတ်တယ်တိုင်းနေရနေပြီးတော့ပြည်နယ်တွေသွားရင်တည်တတ်တယ်ညီပြည်တော်ကတိုင်းနေသွားရင်တည်တတ်တယ်အဲဟာပြည်နယ်တွေကတိုင်းနေလာရင်မတည်ဘူးရွာမျိုးပေါ်လာရင်မတည်ဘူးအဲလိုဖြစ်တဲ့ရိုးရဖို့မှာဒုရာကျော်မှာဖြစ်ပါလေဗျာရိုးရလေးတွေနဲ့ပတ်သက်တဲ့ကိစ္စအနောက်ကျအဟန္တာအမှုခင်ပြဿနာငွေကြေးများဆုလိုက်တွင်လိုက်လုံးလိုက်ခဲလဲဝင် နော်ကျွန်တော်တို့ကစနေတော့အနောက်တောင်တော့လှဲ့နွားလို့လေးကိုတားအောင်ပြီးမှဆူတော့ဒါမှမဟုတ်နွားလို့လေးမရရင်တည့်ရတိလေးကိုကိုင်းပြီးတော့ဆူတော့အတင်းတည့်ရတိလေးအတင်းနွားလို့လေးရိုးရဖော်နေတယ်ရိုးရဖော်လို့ဒူးရကြောချင်းနဲ့အမှုခင်းပြဒနာတွေဝေးချင်းနဲ့ငွေချင်းမှဆူလိုက်ပြုံးလိုက်လုံးလိုက်ခင်းလိုက်ပြီးဝင်သာသနာပြုချင်းနေဗျာအဲ့ဒီခွန်းလန်းနေပေါ်အောင်ကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းစနေတော့နောက်တောင်တော့လှဲ့တည့်ရတိလေးတလုံးလုံးကိုကိုင်းပြီးဆူတော့တိတ်တိတ်ကြက်ကြက်ဒါမှမဟုတ်နွားလို့လေးတစ်ခွက်လောက် ခင်ဗျာဒဇုံးလောက်တောက်ပြီးမှဆူတော့ဒါမှမဟုတ်ရင်နွားလိုလေးကိုင်းဆူတောက်ပြီးမှဒဇုံးတယောက်သုံးသူအစာအာဟာရကုသိုလ်ပြုလုပ်မယ်ဆိုရင်အမှုခင်ပြဿနာတွေဝေးမယ်ငွေကြီးများအောင်မြင်ကြိုကြပြီးအဆုလိုက်ပြုံးလိုက်လုံးလိုက်ခွဲလာတဲ့အခွင့်အလမ်းများပေါ်ပေါက်လာမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ဒီလမှာတော့ကျွန်တော်တို့ကြာသပတိသားသမီးတွေကတော့ခင်ဗျာအထူးသဖြင့်တော့ငွေကန်နေကောင်းနေစိတ်နဲ့ပတ်သက်တဲ့ကိစ္စမှာတခုခုလိုချင်တဲ့စိတ်တွေပေါ်ပေါက်နေဟိုကြီးတယ်စက်ပစ္စည်းတွေဝင်တတ်ပါတယ် ငွေတွေအစုလိုက်ပြုံးလိုက်လုံးလိုက်ခွဲလိုက်ဝင်တတ်ပါတယ်။ဒါကြောင့်စိတ်ထဲမှာတခုခုလိုချင်တဲ့ကိစ္စကိုစူးတောင်းနေမှာဆိုရင်တောက်ကြမြောက်ရလှည့်ပြီးစူးတာတောင်းလာမှာဗျာ။သင်တို့မှာပိတ်ဆိုနေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။နော်ဟာလားဒီကံလေးတွေနဲ့ပတ်သက်လို့အောင်မဒီလေးတွေဆိုရင်အနောက်ရကိုလှည့်ဒီကံလေးတွေစမ်းမယ်ဆိုရင်ပိတ်ဆိုနေတဲ့ဒီကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ဒါကြောင့်အောင်မလေးဒီရောအနောက်ရကိုလှည့်မျက်နှာလေးတည့်ပြီးမှစူးတောင်းအသိမျက်နှာမျက်နှာတည့်တည့်ပြီးအသိရေးလေးအာကျွန်တော်တို့လေး ငါဒီကံလေးတွေစမ်းမယ်ဒီကံလေးတွေနဲ့ပတ်သက်တာကံလေးတွေပွင့်နေတယ်ဗျာဒီကံလေးတွေစမ်းမယ်ဆိုရင်နှစ်တို့သုံးတို့၆တို့ကိုတို့ဆိုတဲ့ခဏလေးတွေစမ်းနေတာအဲ့စမ်းမယ်ဒီကံလေးမှာနှစ်တို့သုံးတို့၆တို့ကိုတို့ကိုသုံးတို့နော်အလား6နှစ်ဆိုတဲ့ကဏ္ဍလေးတွေကန်ဆန်းနေတယ်ဗျာကိုသုံးလို့6နှစ်ဆိုတဲ့ကဏ္ဍလေးဆန်းနေတယ်ဒီလအတွင်းမှာလေဒီကဏ္ဍလေးတွေပွင့်အောင်အများဆုံးကုညီစောက်ကြောက်တော့မူပါဆိုတဲ့အကြောင်း ကြသာပရိအနောက်ရာကိုလှည့်ပြီးမျက်နှာတည်မတ်တာဆူတောင်းမယ်ဆိုရင်သူတို့မှာပိတ်ဆို့နေတဲ့ထီကံများအများဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာ။ဒါကြောင့်15ရက်6လ2025မှသည်15ရက်9လ2025ကြာသာပရိသားသမီးနဲ့ပတ်သက်တဲ့တက်လာတာကံညီမမအူတမျှပေးနေတာဖြစ်ပါတယ်ဗျာ။ကြာသာပရိသားသမီးတွေကတော့ဒီချိန်မှာငွေဝင်မယ်၊စက်ပစ္စည်းအစ်စ်တွေဝင်မယ်၊စိတ်ချမ်းသာမယ်၊ကိုလိုချင်တဲ့ကိစ္စကိုတဖွာဖွာပတ်သက်တဲ့မှာနှုတ်ကလေးနဲ့လိုချင်တာလေးဆူတောင်းနေခြင်းဖြစ် တင်းတို့မှာပိတ်ဆို့နေတော့ကံများဒီလအတွင်းမှာအများဆုံးပွန်လန်းသွားပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ